မိုကရက်တစ်မြန်မာအတန် DPP ရဲ့အော်တိုဘလ20ရက်နေ့နေ့ခင်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ရွေးကောက်ပွဲနီးလာချိန်တပ်မိသားစုဝင်တွေလုံခြုံရေးအထူးဖိယူဆိုင်ဖို့စစ်ကောင်ဆောင်ကတိုက်တွန်းလိုက်တဲ့သတင်း။ TNL ရေထိန်းချုပ်မြို့တွေကိုစစ်တပ်ကအပြင်းထန်ပုံကျဲတိုက်ခိုက်နေတဲ့သတင်းနဲ့ online လောကစားရုံကိုစစ်တပ်ကဝင်စီးပြီးတရုတ်စစ်ငါရုပ်ကိုဖမ်းဆီးလွှဲပေးခဲ့တဲ့သတင်းတွေနားဆင်ကြရမှာပါ။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှအရာရှိစစ်တီတွေဒါမကမိသားစုဝင်တွေပါလုံခြုံရေးအထူးခရူးစိုက်ပြီးနေထိုင်ကြဖို့အောက်တိုဘာ16ရက်ကကိုကိုကျွန်းတပ်နယ်မှာစစ်ကောင်းဆောင်ကတိုက်တွန်းပြောပါတယ်ကိုကိုကျွန်းဟာနိုင်ငံအတွက်ပထဝီအနေထားအရအရေးပါတဲ့နေရာဖြစ်တယ်လို့ရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်လည်းဖြစ်လို့အရာရှိစစ်တီတွေနဲ့တပ်မိသားစုဝင်တွေပါလုံခြုံရေးအထူးခရူးစိုက်ပြီးနေထိုင်ကြဖို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုချင်းမင်းအောင်လှိုင်ကပြောခဲ့တာပါစစ်ကောင်းဆောင်အနေနဲ့စစ်တပ်ကနေရွေးကောက်ပွဲဝင်ရောက်ရှင်ပြ ိုင်မဲ့ဘိုးချုပ်ကြီးဒုဘိုးချုပ်ကြီးတွေနဲ့မိသားစုဝင်တွေရဲ့လုံခြုံရေးစိုးရိမ်နေပုံရှိပြီးတက်ကလွတ်လိုက်တဲ့ကိုစလဲတွေရွေးချယ်မခံရမှာကိုလည်းစိတ်ပူနေဟန်ရှိတယ်လို့နိုင်ငံရေးလှိလာသုံးသတ်သူတယောက်ကပြောပါတယ်။ဒါပြင်ကိုကိုကျွန်းတက်နယ်ကအရာရှိစစ်တီတွေကိုလည်းရွေးကောက်ပွဲနဲ့ပတ်သက်လို့လှုပ်ရှားရှိတာတွေကိုပြပြတတလှုပ်ဆောင်မှုစစ်ကောင်ဆောင်ကအမိန့်ပေးခဲ့ပါတယ်။ ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်ရွေးကောက်ပွဲကိုပါတီပေါင်း58ပါတီကကိုယ်စားလှယ်လောင်းပေါင်း9000ကျော်ဝင်ပြိုင်သွားမှာဖြစ်ပြီးအရီထဲမှာချက်ခရင်ပါတီကအများဆုံးဖြစ်ပါတယ်ဒီရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့စစ်တပ်ကအရာရှိပေါင်း400ကျော်ကိုအငြင်းစားပေးကတက္ကသိုလ်ပါတီကနေဝင်ပြိုင်ခိုင်းတယ်လို့လည်းသတင်းတွေထွက်ပေါ်နေတာပါ။ ဒါမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေအနေနဲ့မဲဆွယ်စည်းရုံးမှုခွင့်ပြုထားတဲ့ရပ်ပေါင်း60အတွင်းမှာရွေးကောက်ပွဲအပိုင်းအလုံးအတွက်မဲဆွယ်စည်းရုံးသွားရမယ်လို့စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအနေနဲ့အောက်တိုဘာ16ရက်ကနိုင်ငံရေးပါတီက16ပါတီနဲ့နေပြည်တော်မှာတွေ့ဆုံဆင်ပြောကြားခဲ့တာပါ။အာဏာသိမ်းစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ တအားအမျိုးသားလူမြောက်ရေးတမတော် TNL ရိထိန်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမိုင်းကော့နမ်ဆန်မန်တုံမြို့တွေကိုအော်တိုဘာ19ရက်မွန်းလွဲပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ထပ်မံဗုံးကျဲတိုက်ခိုက်တယ်လို့ဒေသခံတွင်စီကသိရပါဗျ။မိုင်းကော့ထက်လွယ်ပိန်ဖုန်ကြီးကျောင်းနားမှာဗုံးနှလုံးကျဲချခဲ့ပြီးမန်တုံမြို့မှာလည်းအောင်ချမ်းသာရပ်ကွက်မှာကျဲသွားပါတယ်။ နမ်ဆမ်မျိုးနမ်ဘောရက်ွက်ထဲမှာလဲစစ်တပ်ကလေးချောင်းနဲ့ပေါင်250ဘုံတလုံးကျဲချခဲ့လို့ဒေသကအမျိုးသားနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့ပြီးမိသက်ယုံလက်ဖက်ဆက်ယုံတယုံမိသက်က9စီးအိစီးက9စီးအပြင်နေအိမ်နှလုံးထိခိုက်ပျက်စီးတယ်လို့တာအမျိုးသမီးများအဖွဲ့ကသတင်းထုတ်ပြန်ပါတယ် မန္တလေးတိုင်းမိုးကုတ်မြို့အနောက်ပိုင်းကြောင်ဖားရွာအနီးကိုစစ်ကောင်စီတပ်ကအောက်တိုဘာ19ရက်နေ့လည်းနှစ်နိုင်ဝင်းကျင်မှာဂျက်တိုက်လျင်နဲ့ပုံကျဲခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။စကိုင်းတိုင်းမြောင်မြို့နယ်ကင်းရွာကိုလည်းစစ်ကောင်စီတပ်ကအောက်တိုဘာ20ရက်မနေ့ပိုင်းမှာလက်နက်ကြီးနဲ့ပြစ်ခတ်လို့ရဲသား3ယောက်ထိခိုက်ဒဏ်ရာရခဲ့ပြီးနှွားသုံးကောင်လည်းတေဆုံခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ရှမ်းကရင်နီနယ်စပင်လောင်းဖေခုံဘက်ကိုထိုးလာတဲ့စစ်ကောင်စီတပ်ရဲ့စစ်တောင်းကြောင့်ရွာပေါင်း900ရွာကလူရည်၄တောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရပြီးအရေးပေါ်ဆန္ဒရိက္ခာတွေလိုအပ်နေတယ်လို့ဆိုပါတယ်။ ထိုင်းမြန်မာနယ်စပ်ကအွန်လိုင်းလောင်းကစားရုံတွေကိုစစ်ကောင်စီတပ်ဝင်စီးပြီးတရုတ်နိုင်ငံသား15ရောက်ကိုဖမ်းဆီးခဲ့တယ်လို့စစ်ကောင်စီပြန်ကြားရေးကသတင်းထုတ်ပြန်ပါတယ်။အောက်တိုဘာ19ရက်မှာကရင်ပြည်နယ်တဲကမြဝတီရှိကုတ်မဲထော်တလေနဲ့ကြောက်ခန့်တမြေကအွန်လိုင်းလောင်းကစားမှုအွန်လိုင်းလိမ်လည်မှုဒုစရိုက်မှုတွေကျူးလွန်ခဲ့သူတွေကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ကေကေပတ်ကဝင်ရောက်စီးနင်းခဲ့တာမှအတွင်းမှာထူးခြားလက္ခဏာမရှိပေမဲ့တရားမဝင် Starlink စလောင်းအစုံ30နဲ့စစ်ဆက်ပစ္စည်းတွေတင်ဆက်ရမိခဲ့တယ်လို့လည်း ဆိုပါတယ်2025ခုနှစ်စနေဝါရီ30ကနေအောက်တိုဘာ19ရက်အထိမြန်မာနိုင်ငံတွင်တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9550ယောက်ကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးအဲ့ဒီထဲက9338ယောက်ကိုထိုင်းနိုင်ငံကနေတဆင့်တက်ဆိုင်ရာနိုင်ငံတွေစီကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်ရန်ကုန်ဒလတရာကြီးပြီးစီးသွားပါကဒလကိုမီနီဘတ်ရင်းနဲ့တာပြေးဆွဲပေးသွားမယ်လို့စစ်ကောင်စီလက်အောက်ခံ YRTC ကနေသိရပါတယ်။တရာပုံစံပါ မတ်ဆောက်လွန်းတာကြောင့် YBS ရင်တွေပြင်းဆွဲပါကတစုံတစ်ခုဖြစ်မှာဆိုတဲ့အတွက် YBS ရင်ကြီးအစား mini bus ရင်နဲ့ဒါပြင်းဆွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ကိုရီးယားမြန်မာချစ်ကြည်ဒလတရားကိုကိုရီးယားနိုင်ငံစီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေချင်းငွေအမေရိကန်ဒေါ်လာ 139တရမ833တန်းပြည်တွင်းရမုံငွေ30တရမ34တန်းစူးစပောင်းကုန်ကြငွေအမေရိကန်ဒေါ်လာ168တရမ34တန်းကုန်ကြခံတည်ဆောက်နေတာဖြစ်ပြီးအခုနှစ်ကုန်ပိုင်းမှာဖွင့်လှစ်သွားမယ်လို့သိရပါတယ်